ပါကင်ဆန်ယောဂါဆိုတဲ့နာမည်ကိုကြားလိုက်ရင်အများစုကခန္ဓာကိုယ်တုံတာလှုပ်ရှားရခက်တာတွေကိုပဲပြင်းမြင်မိကြမှာပါ။ဒါပေမဲ့တကယ်တမ်းကျတော့လေယောဂအစင်းမြင့်လာတဲ့အခါအိမ်မှာဆုံးရှုံးရတဲ့သူတွေအထက်အကြီးမားဆုံးစိန်ခေါ်မှုတွေကမဆင်းနဲ့မမြင်နိုင်တဲ့ပက်တနာတွေဖြစ်နေတတ်ပါလေ။ဒီနေ့မှာတော့အဲ့ဒီလူသိမသိသေးတဲ့အခက်ခဲတွေအကြောင်းကိုအဓိကထားပြီးပြောပြသွားမှာပါ။ဆိုတော့ဒီမိခွန်းလေးကိုအရင်ဆင်းဆက်ကြည့်အောင်။ပါကင်ဆန်ယောဂရဲ့တကယ်အကြီးမားဆုံးစိန်ခေါ်မှုတွေကမဆင်းနဲ့မမြင်နိုင်တဲ့အရာတွေဆိုရင်တော့ဘယ်လိုလုပ်မလဲ။ ီနေ့မှာကျွန်တော်တို့လူတိမြားရဲ့လက္ခဏာတွေရဲ့နောက်ကွဲကယောဂနောပိုင်းအဆင့်တွေမှာလူနာရောဆုံးရှောက်သူကိုပါတကယ်ကိုဒုက္ခပင်နေတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုအဓိကထားပြီးကြည့်သွားကြမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။လူအများစု သိထားတာကပါကင်ဆန်ဆိုရင်တုံတာလှုပ်တာတွေပဲပေါ့။ဒါပေမဲ့အိမ်မှာဆုံးရှောက်နေရတဲ့လက်တွေဘဝမှာတော့အဲ့ဒီလှုပ်ရှားမှုနဲ့မဆိုင်တဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကပိုပြီးအောင်အရေးပါနေတတ်ပါတယ်။ဒါကြောင့်ဒီတစ်ခေါက်မှာအဲ့ဒီလက်တွေကြတဲ့အခက်ခဲတွေကိုအဓိကထားဆွေးနွေးသွားခြင်းပါတယ်။ ကောင်းပါပြီဒီနေ့မှကျွန်တော်တို့အဓိကအပိုင်း၅ပိုင်းကိုကြည့်သွားပါမယ်ပထမဆုံးအနေနဲ့လှုပ်ရှားမှုအလွန်ကစိန်ခေါ်မှုတွေပြီးတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေ နောက်ဆက်သွဲရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေစေဝါစီမံခန့်ခွဲမှုရဲ့အရှုပ်အထွေတွေနဲ့နောက်ဆုံးမှာတော့အားလုံးပူးပေါင်းပါဝင်တဲ့ဆောင်ရှားမှုပုံစံအကြောင်းကိုတစ်ခုချင်းစီဆွေးနွေးသွားပါမယ် ဟုတ်ပြီပထမဆုံးအပိုင်းကိုဆက်လက်ကြရအောင်ဒါကတော့ယောဂရဲ့မျက်စိနဲ့မမြင်နိုင်တဲ့လက္ခဏာတွေဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေပါပဲတကယ်တော့လေတာတွေက လူနာအတွက်ရောဆုံးရှုံးတဲ့သူအတွက်ပါဝင်ထုတ်ဝင်ဖို့အကြီးဆုံးဖြစ်စေနိုင်တဲ့အရာတွေပါစိတ်ကြတာစိုးရိမ်ပူပန်တာကနေစပြီးထင်းရောင်ထင်းမားဖြစ်တာတွေအချစ်ပေါ့ဒီလက္ခဏာတွေကယောဂရဲ့ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေထက်တောင်ပိုပြီးကင်တွယ်ရခက်ခဲနိုင်ပါရဲ့ပြီးတော့ဒါတွေကလူနာရဲ့နေစဉ်ဘဝအရေအသွေးကို တီတီတာတာကိုထိခိုက်စေနိုင်ပါရဲ့အခုပြထားတဲ့အချက်ကတော်တော်ကြီးကိုချူးချပါရယ်ပါကင်ဆန်ရောဂါနောက်ဆုံးအဆင့်လူနာတချို့ကသူတို့တောက်နေရတဲ့ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးအညီနဲ့ကြောင်ဒီကိုမြင်နေရတယ်လို့ထင်ရောက်ထင်မှားဖြစ်တတ်ကြရတဲ့ဒါကဆေးဝါးတွေကဥနောက်အပေါ်ဘလောက်အထိထူးထူးခြားခြားတက်ရောက်မှုရှိနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြတဲ့တတိယလွယ်တဲ့ဥပမာလေးတစ်ခုပါပဲ ကောင်းပြီဒီလက်ကျန်းနာရီကိုကူတာဖို့ဈေးတွေတော့ရှိပါတယ်။ဥပမာစိတ်ကြယုတ်ကအတွက်ဆို Satrelin လို့ဈေးမျိုးတွေ၊ထင်အောင်ထင်မဖစ်တာအတွက်ဆိုရင် Quetiapine လို့ဈေးမျိုးတွေပေါ့။ဒါပေမဲ့ပြဿနာကဘာပဲဆိုတော့ကူတာမှုတိုင်းမှာဘေးထွက်ဆိုးကျိုးတွေကရှိနေတာပါပဲ။စိတ်တစ်မျိုးကအင်္ဂိုင်းစေးနိုင်နေ၊နောက်တစ်မျိုးကတခြားပြဿနာတွေဖြစ်စေနိုင်နေ။ဆိုတော့စောင့်ရှောက်မှုပေးတဲ့အခါမှာအကျိုးနဲ့ပြစ်ကိုအမြဲတမ်းချိန်ဆနေရတဲ့အခြေအနေမျိုးပါ။စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေအပြင်ပါကင်ဆိုင်ခိုးကာကခန္ဓာကိုယ်ရဲ့တခြားလုံကင်းစော်တာတွေကိုလည်းထိခိုက်လာပါတယ်။ အခုပြဿနာတစ်ခုကနောက်ပြဿနာတစ်ခုကိုဘယ်လိုမျိုးဒိုမီနိုလိုဆွဲခေါ်သွားတတ်လဲဆိုတဲ့ရောပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာတွေအကြောင်းကိုကြည့်လိုက်ကြရအောင်။ပါကင်ဆန်ရဲ့အဖြစ်များတဲ့နောက်ဆက်တွဲပြဿနာတစ်ခုကစီလန်းကြောင်းပိုးဝင်တာပါ။ဘာကြောင့်လဲဆိုတော့အစင်ကစ်ဒီရောဂါကစီအိမ်ချက်သားတွေရဲ့လုံဆောင်မှုကိုအားနည်းစေပါတယ်။အဲ့ဒီအခါမှာစီကိုကုန်စင်အောင်မဆွတ်နိုင်တော့ဘူးပေါ့။အစင်ညစ်စီကုန်စင်အောင်မသွားနိုင်တော့စီအိမ်ထဲမှာ စီးတွေကအိုင်ပြီးကြံနေခဲ့ပါရဲ့။ အဲ့ဒီလိုစီးတွေအိုင်နေတာကဘက်တီးရီးယားတွေပေါက်ပွားဖို့အတွက်အကောင်းဆုံးအခြေအနေဖြစ်သွားပြီးတော့စီးလန်းချောင်းပိုးဝင်နိုင်ခြေကိုတည်တည်တာတာမြင့်တက်စီတော့လာပါပဲ။ဒါကနေ့စဉ်စောင့်ရှောက်မှုမှာတတိထားရမယ့်တကက်ကိုအရေးကြီးတဲ့အချက်တစ်ခုပါ။အခုကျွန်တော်တို့ပါကင်ဆင်ရောဂါဆောင်ရှောက်မှုမှာတကယ်ကိုအရှုပ်ထွေးဆောင်အပိုင်းလို့ပြောလို့ရတဲ့ဆေးဝါးစီမံခန့်ခွဲမှုအကြောင်းကိုပြောရရအောင်။ဒါကတကယ်ကိုကျိုးတန်းပေါ်မှာလမ်းလျှောက်နေရတဲ့လို့တိမ်မွေးရဲ့ဟန်ချက်ညီမှုတစ်ခုလိုအပ်ပါရဲ့။ဒီနေရာမှာဒါ အကြီးမားဆုံးအကျက်အတဲကိုတွေ့ရတာပါတဖက်မှာပါကင်ဆန်လူနာတွေရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေတဲ့လေဗိုတိုပါလို့အဓိကဆေးတွေက နောက်တဖက်မှာကျတော့ထင်အောင်ထင်မဖြစ်တာလိုမျိုးစိတ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုးတွေကိုပို့ဆိုးစင်နိုင်ပါတယ်ဆိုလိုတာကပြဿနာတစ်ခုကိုဖြေရှင်ဖို့တုံးတဲ့ဆေးကနောက်ပြဿနာတစ်ခုကိုဖန်တီးနိုင်နေဆိုတဲ့သဘောပါပဲဒါကြောင့်ဆရာဝန်တွေနဲ့စောင့်စောက်သူတွေကချင်းခွင်းတို့ဟိုပေါ်မှာလမ်းလျှောက်နေရတယ်လို့ပါပဲ ဟိုဘက်ကိုနည်းနည်းပို့လိုက်ရင်ဒီဘက်ကရင်ထွားရောဒီဘက်ကိုနည်းနည်းပို့လိုက်ရင်ဟိုဘက်ကပြဿနာတက်ရောလွှမ်းရှာမှုထင်းကျုံနိုင်စွာနဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုဒီနှစ်ခုကြာကအမှန်ကန်တဲ့ဟန်ချက်ကိုရှာဖွေရတာဟာအင်မတန်ကိုခက်ခဲတဲ့စိန်ခုံမှုတစ်ခုပါဒါဆိုစိတ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုကုသဖို့ဘာလုံးရမလဲအဖြေကတော့ဆေးရွက်ချေမှုကအလွန်အရေးကြီးတယ်ဆိုတာပါပဲကိုတိရပင်လိုဆေးမျိုးကိုဆေးပမာဏနည်းနည်းနဲ့တတိထားပြီးသုံးလို့ရနိုင်ပေမဲ့ Risperidone တို့ Levomeprazine တို့လိုတခြားဆက်ရောဂါကုဆေးအများစုကတော့ Parkinson ရောဂါလက္ခဏာလေးကိုပိုဆိုးစေနိုင်လို့လုံးဝကိုရှောင်ရမှာမယ်။ဒါကဆောင်လျှောက်သူတွေကြောင့်မဖြစ်မနေတည်ထားရမယ့်အချက်ပါ။ဒီလိုရှုပ်ထွေးလာတဲ့စိတ်ပိုင်း၊ရုပ်ပိုင်းနဲ့ဆေးဝါးဆိုင်ရာစင်ခေါ်မှုတွေကိုချိလိုက်ရင်အဖြစ်တစ်ခုကရှင်းရှင်းလင်းပေါ်လာပါတယ်။အဲ့ဒါကတော့တီထောင်ဝင်ကိုဘသူတယောက်တယောက်တည်းမှမထမ်းနိုင်ဘူးဆိုတာပါပဲ။ဒါကြောင့်အလုံးပူပေါင်းပါဝင်တဲ့ဆောင်ရှောက်မှုအဖွဲ့ကမရှိမဖြစ်လွားလာတာပါ။ဟုတ်ပါပြီ။ ါကင်ဆန်ရောဂါအစစ်မြစ်လာချိန်မှာစောင့်ရှောက်မှုပေးရတာဟာတယောင်တရရဲ့တာဝန်လုံးဝမဟုတ်ပါဘူး။ဒါဟာဆရာဝန်နေဒူနာဖြူတွေမိသားစုဝင်တွေအားလုံးပါဝင်တဲ့အဖွဲ့လိုက်ဂျိုးပတ်မှုတစ်ခုဖြစ်ကိုဖြစ်ရမှာပဲ။ဆရာဒီအဖွဲ့ထဲမှာဘသူတွေပါဝင်တဲ့လဲ။ဆရာဝန်ဒါမမို့ဒူနာပြုအိန္ဒိယရောက်ကျမအေးဆောင်ချောက်သူလူမှုဝန်ထမ်းလေးချင်းခံကုထုံးပြရှင်ပြီးတော့အရေးကြီးဆုံးကတော့မိသားစုဝင်ဒါမမို့မိတ်ဆွေဖြစ်တဲ့အလွတ်တဘောဆောင်ချောက်သူတွေပါပဲ။ ဒီလူတယောက်ချင်းစီမှာမတူညီတဲ့အစားထိုးလို့မရတဲ့အခန်းကဏ္ဍတွေရှိနေပါတယ်။အချို့သဖြင့်မိသားစုဝင်တွေလိုအလို့တဘောစောင့်ရှောက်သူတွေအကြောင်းကိုလုံမမေ့ထားလို့မရပါဘူး။သူတို့ကဒီစောင့်ရှောက်မှုရဲ့ကြော်ရိုးဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲအကြီးမားဆုံးသောရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုခံစားနေရသူတွေပါ။မထားအမကလူနာကိုဂယူစိတ်ဖို့ဆိုရင်အရင်ဆုံးဂယူစိတ်တဲ့သူကိုဂယူစိတ်ရမယ်ဆိုတာပါပဲသူတို့ရဲ့ကျမကြီးကအရာအလုံးရဲ့အခြေခံမှာဒါကြောင့်နောက်ဆုံးမှာတော့ဒီမေကုံးလေးတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ် ကျွန်တော်တို့ကလူနာတယောက်တည်းကိုပဲအာယုံဆိုင်နေလို့မရပါဘူး။ဆောင်းဆောင်မှုပေးနေတဲ့အဖွဲ့တစ်ဖွဲ့လုံး၊ဇာဝင်းနေဒူနာဖြူတွေပြီးတော့အထူးသဖြင့်မိသားစုဝင်တွေကိုပါကျွန်တော်တို့အားလုံးကဘယ်လိုနီးလားနေနဲ့ပို့ပြီးကောင်းမွန်အောင်ပံ့ပိုးပေးနိုင်ကြမလဲ။ဒါကတကယ်ကိုစဉ်းစားစရာပါ။